ကောင်လီမှာထူးဆန်းတဲ့မော်ဆွမ်းရှိပါတယ်။ကောင်လီကတခုစားလိုက်တာနဲ့တခြားသူရဲ့အထွေထွေကိုဝင်လို့ရသွားတယ်ဆိုအားပါ။ခဏနေတော့ကောင်မလေးစိတ်မထိန်နိုင်တော့ဘဲပါဇက်ထဲကနေအော်ပြောပါတယ်။ကောင်လီကတေးစာတွေစားနေပြီးတခြားအဟာရရှိတာတွေစားရတာမကြိုက်ပါဘူး။တေးစာတွေပဲစားနေတော့အားနေပြီးဖြာတော့မယ်။တာမန်ဆရာဝင်တွေလည်းဘာမှမလုပ်ပေးတတ်တော့ထူးဆန်းတဲ့နတ်ဆရာဝင်တွေပြရတော့တယ်။ထူးဆန်းတာကကောင်လေးကိုကိုထိလိုက်တာနဲ့နတ်ဆရာဝင်လည်းအကြောက်လွန်ပြီးတွေးထက်ကြကမိလဲသွားတော့တယ်။ကောင်လေးရုတ်တရက်အားရပြီလာပြီးတတိယလာတော့တယ်။စွာအစ်တွေလည်းရလာပါတယ်။ ထမတစ်ခုကဒဏ်ရာရီပြက်ကောင်းလာတာဖြစ်ပြီးဒုတိယတစ်ခုကတိုက်ခိုက်နိုင်စွမ်းရည်လေးကောင်းလာပြီးတတိယတစ်ခုကတော့သူများအတွေ့အကြုံတွေဝင်နိုင်တာပါပဲ။ကောင်လီကဒီဆွမ်းအားတွေကိုသုံးပြီးတခြားလူတွေကိုဝိုင်းနိုင်ကျင်ပါလေ။ကောင်မလေးချောချောလေးတွေတွေ့ရင်ဖုန်လိုက်ကြောင်းနဲ့ဒဏ်ရာရရင်ပြက်ကောင်းနိုင်တဲ့စွမ်းအားတိုက်ခိုက်နိုင်စွမ်းအားသူများအတွေ့အကြုံဝင်နိုင်တဲ့စွမ်းအားတွေသုံးပြီးတော့ဘေးနားကတငယ်ချင်းတွေလည်းသူ့ကိုအာမခံရဲပါဘူး။ကောင်လေးကိုအနိုင်မကျင်ရတော့သူ့အမေကိုအနိုင်ကျင့်ဖို့ကြံစီကြတယ်။ကောင်လေးကအင်အောက်ခြေကခံထားတဲ့ကြောက်တုံးကိုဆွဲချလိုက်တော့အိမ်ပြုတ်ကြပြီးကောင်လေးအမေပြုတ်ကြသွားတယ်။ အစားကတော့ကောင်လေးကိုပညာလေးပဲပြစီခြင်းရုံဆိုပေမဲ့လွန်သွားကကောင်လေးအိမ်မှာမီးလောင်သွားတော့တယ်။အဝေးရောက်နေတဲ့ကောင်လေးအိမ်ပြန်ပြန်လာပြီးအမေဖြစ်သူအလောင်းကိုမိကြားထဲကနေကဲထုတ်ခဲ့ပါရယ်။ကောင်လေးလည်းအမေဖြစ်သူတည်သွားတော့ဒေါသထွက်ပါလေ။အမေဖြစ်သူဇာပနာပြီးတော့လက်စားချေဖို့လုပ်ပါရယ်။ကောင်လေးတွေရေကူနေတော့အင်ဂျီစာကိုဖြဲပြီးစားလိုက်ကဖြဲထားတဲ့အင်ဂျီစာကိုလယ်ဘေးမှာပတ်လိုက်တယ်။ရေကန်တွေကကောင်လေးရေကူနေတော့တဖြည်းဖြည်းအားနေလာကခြေလက်တွေလုံမရတော့ပဲရေနစ်သွားတော့တယ်။တငယ်ချင်းတွေကရေကန်တွေကထုတ်လာပေမဲ့အသက်မရှူတော့ပါဘူး။တယောက်တော့သေးပြီးသုံးယောက်တော့ကျန်သေးတယ်။ ဘသူအရင်သေးခြင်းလဲကောင်လေးကတိတ်ပန်ဆန်တက်ခံနေမှာအမေဖြစ်သူကိုတတ်တဲ့ကောင်လေးတယောက်ကိုရန်စားလိုက်တော့မခံနိုင်ပေအစင်းနဲ့ပတ်တာခံလိုက်ရပါတယ်။ကောင်လေးကလည်းနာတော့အော်လိုက်ပြီမေကောင်လေးမှာထိုင်ရပြန်ကောင်းနိုင်တဲ့ဆွမ်းအားရှိတာမို့အနာကတဖြည်းဖြည်းပြန်ကောင်းလာပါတယ်။အစင်းနဲ့ပတ်လိုက်တဲ့ကောင်လေးကတော့ကြမ်းပြင်းမော်လဲကြပြီးဒဏ်ရာရကအသက်မရှူတော့ပါဘူး။ကောင်လေးလည်းလက်စားချေတဲ့သူတစ်ဝက်ကိုခြေလို့ပြီးသွားပါပြီ။ကောင်မလေးကတာပြီမေတာလို့မရတော့ပါဘူး။ကျန်တဲ့သူတွေကိုလက်စားချေဖို့သူတို့ကာဘော့တက်ကြည့်တော့နန်းစုံနေတဲ့ခြေတွေနဲ့ရင်းစော်ဆက်တွေကိုတွေ့လိုက်ရတယ်။ ဒီတစ်ခါမှာတော့ကောင်လေးကအရင်မလှရှာပါဘူးတပတ်ကအရင်လှရှာတာကိုဆောင်ပြီးလက်စားချီပါတော့တယ်ကောင်လေးကထူးဆန်းတဲ့ဘူးကောင်တစ်မျိုးကိုတည်လာပြီးဘာမှမပြောဘဲနေမကောင်းဖြစ်နေတဲ့တမီးနှစ်ဖူးပေါ်ကိုတင်လိုက်ပါတယ်ခဏနေတော့ထူးဆန်းတဲ့ကိစ္စဖြစ်လာပါတော့တယ်သုံးရက်လောက်ဖြားနေတဲ့တမီးကသတိပြန်ရလာပြီးနေပြန်ကောင်းသွားပါတော့တယ်ကောင်လေးကဘူးကောင်လေးကိုပြန်ယူလိုက်ပြီးဒီဘူးကောင်လေးရှိနေရင်ဘာရောဂါမဆိုးကြောက်စရာမလိုတော့ဘူးလို့တွေးလိုက်တယ်တနေ့မှာခွေးလေးလမ်းပြီးမှတေးပေါင်းနေတော့ထူးဆန်းတဲ့ဘူးကောင်လေးကစိုက်ကြည့်နေပြီးအောက်ကုံစင်လာက ခွေးသေးရဲ့အနှွေးဓာတ်ကိုဆုပ်ယူနေတော့ခွေးလေးပြန်ရောက်လာပြီးပိုးကောင်လေးကိုရှာနေရှန်နေပါလေခဏနေတော့ပိုးကောင်လေးကခွေးပေါက်လေးပါစပ်ထဲခုံဝင်သွားတော့တယ်ခွေးလေးအိမ်ပြန်လာတော့ခွေးပန့်ရှင်ကောင်မလေးကခွေးလေးကိုနမ်းမို့လို့တော့ခွေးပါစပ်ထဲကပိုးကောင်လေးကကောင်မလေးကိုကြည့်နေပါလေကောင်မလေးကပိုးကောင်လေးကိုမမြင်သေးပါဘူးကောင်လေးရောက်လာပြီးခွေးလေးကိုအောက်ချလိုက်တယ်ခွေးလေးကအိမ်ထဲရောက်လာတော့အဖိုးကြီးစလိတ်တောင်းနေတာကိုတွေ့တော့ထိုင်ကြည့်တော့အဖိုးကြီးကစလိတ်ငွေတွေကိုခွေးလေးစီမှုတ်ထုတ်လိုက်တယ်အဖိုးကြီးရဲ့နေတော့ပိုးကောင်ကအဖိုးကြီးပါစပ်ထဲဝင်သွားပါလေပိုးကောင်ထွက်သွားတော့ခွေးလေးလည်းတည်သွားပြီးတော့ကိုကနေရေကန်းငွေတွေထွက်နေပါလေ ကောင်းလီလည်းဘာကြောက်တီတာလေးကိုစုံစမ်းဖို့လုပ်နေပါတယ်။ပိုးကောင်ပါဇက်သေးဝင်သွားတဲ့အဖိုးကြီးလည်းလှုပ်ရှားပါတော့တယ်။ရီစားနှစ်ယောက်ချင်းတွေ့နေတဲ့နေရာသွားပြီးကောင်းလီကိုရုတ်တရက်ထားကြိုက်တယ်။ကောင်းမလီလည်းကြောက်လန့်ပြီးတော့အဖိုးကြီးကိုရိုက်တော့စူညာပွက်လို့ရိုက်ပြီးတအိမ်လုံးထွက်လာတော့တယ်။အကုန်လုံးရိုက်စရာပစ္စည်းတွေအစုံသေးလာကြတယ်။ပိုးကောင်ကကောင်းလီပါဇက်သေးဝင်ဖို့လုပ်ပေမဲ့ကောင်းလီကကုခန်ပညာတတ်တာမို့ပိုးကောင်လာတာကိုရှောင်လိုက်ပါတယ်။ပိုးကောင်ကလည်းအဆက်မပြတ်လိုက်ပြီးတော့ကောင်းလေးကလည်းအဆက်မပြတ်ရှောင်နေပါလေခဏနေတော့ပိုးကောင်ကတစ်ပင်နဲ့ဝင်တိုက်မိပါတော့တယ် ိုးကောင်ကတင်းပင်တွေကနေထွက်လာပြီးကောင်းလေးစီလာတော့ကောင်းလေးကအစင်သေးယူလာတဲ့ဒေဦးနဲ့ပိုးကောင်ကိုကားလိုက်တော့ပိုးကောင်လေးအောက်ပြုတ်ကျသွားတော့တယ်